ပြိုင်ဘိခတ်စော power and bless a chain တကိုးနဲ့တွေးအလဲလေဘုန်းကြီးဟာအဲ့ဒီစကားကိုအထက်ထက်အခါကရေရွတ်တယ်တကိုးနဲ့တွေးလဲလေဆိုတာကသူတို့ရဲ့ဂမ်ဘီယာအစီအစဉ်တစ်ခုပဲစေတန်နဲ့အပေးယူလို့တို့မျိုးပေါ့လူတယောက်ဟာအခြားသူတယောက်မရနိုင်တဲ့စွမ်းရည်မျိုး အောင်မြင်မှုမျိုးရဖို့အတွက်တွေးနဲ့အလဲလေလုပ်ရတာမျိုးလို့ဆိုရမှာပေါ့ ဒါပေမဲ့ဘလို့စီရင်ရတယ်ဆိုတော့ဦးစင်းတော့အသေးစိတ်မသိပါဘူးရှေ့ဂျာမနီမှာရှိတဲ့ Dresden မြို့က Professor ရဲ့အဖိုးတွေပိုင်ဆိုင်တဲ့အိမ်မှာ Professor နဲ့ online တွေ့နှစ်ယောက်တည်းဒီအစီအရင်ကိုလုပ်ခဲ့ကြတာဒါဆိုဒီမော်ပညာတွေက စပိန်ထဲမှာရှိနေတာပေါ့ online တွေ့ပြန်သွားပြီးတဲ့နောက်မှာအစီအရင်တွေထည့်ထားတဲ့စပိန်ကိုမြန်မာပြည်ပို့ဖို့ကိစ္စကဦးစင်းပဲကူညီပေးခဲ့ရတာပေါ့တကယ်ပြောရရင်တော့ဦးစင်းစိတ်ထဲမှာဒီအစီအရင်ဘာညာဆိုတာကိုတိတ်အယုံကြည်မရှိပါဘူး အဲ့ဒီတော့အွန်လိုင်းတွေးစိတ်လက်ကြနေတာတွေကိုခွန်အားရအောင်ရင်လူငယ်တဘာဝပရော်ဖက်ဆာကစမ်းကျင်နေဆိုလို့ချိတ်ဆက်ပေးတာပါပဲစပိန်ရောက်သွားပြီးတဲ့နောက်မှာအွန်လိုင်းတွေးစီကစာရတယ်စပိန်ကိုတက်လိုက်တာနဲ့သူ့ခြေတော်ဟာအလိုလိုကောင်းသွားပြီးစပိန်ကလည်းတခါတရံသူ့နင်းစရာမလိုပဲအချိန်နဲ့သွားနေတာမျိုးလက်ကင်ကိုထိန်းချုပ်တာမျိုးတွေရှိတဲ့လေကျွန်တော်ပထမဆုံးချိန်အောင်ဝေါင်းစီကဒီစပိန်ကိုယူစည်းတော့အဖြစ်အပျက်ကိုသတိရသွားတယ် နောက်နလကြာမှာအောင်လိုင်တွေးစီကစာထိုက်အားလာတယ်။ဒီစပိန်ဟာသူ့ဘော်လွှမ်းမိုးတခုရှိလာနေပြီဆိုတဲ့အကြောင်းရင်တခါတလေစပိန်နင်းနေရင်ဘာမှမသိတဲ့အရာနဲ့ထိန်းချုပ်ခံလိုမျိုးခံစားနေရတာကြောင့်သူကြောက်နေပြီဆိုတဲ့အကြောင်းလည်းပါတယ်။ပြီးတော့ဦးစင်းကိုပရော်ဖက်ဆာနဲ့တွားတွေ့ပြီးအဲ့ဒီအကြောင်းလေးကိုပြောပြဖို့တောင်းဆိုခဲ့တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပရော်ဖက်ဆာနူဝက်ဖာဆိုဗီယက်ပြည်ထောင်စုကလီမိုနိုဆိုတက်ကတော်ကိုအဲ့ပါမောက်ခအဖြစ်ပြောင်းသွားခဲ့ပြီ။ ဒါဆိုဒီအစီရင်တွေကိုဘလို့ခြေပြရမယ်ဆိုတာကိုမသိခဲ့ဘူးပေါ့ဘုန်းကြီးကသူ့လက်ထဲကဓမြောင်ကိုဥကောင်းမျက်စီကိုကမ်းပေးလိုက်တယ်ဒါက night of true လို့ခေါ်တယ်ဒီဓာတ်နဲ့စပိန်ထဲမှာထည့်ထားတဲ့အစီရင်ကိုခြေဖြတ်ပစ်နိုင်တယ်တဲ့ဒီဓာတ်ကဥစဉ်စီကိုဘလို့ရောက်နေတာလဲဖေဟာတိတ်မကြသေးခင်မှာအွန်လိုင်းတွေးဆုံတဲ့သတင်းကိုဥစဉ်ကြားရတယ်ဒါနဲ့ professor လိမ့်စာကိုရောက်အောင်ရှာပြီးစာရေးအကြောင်းကြားခဲ့တယ်နောက်တော့ ဦးစင်းရှိရာကိုစာတစောင်နဲ့အတူဒီတစ်တာလေးရောက်လာတယ်ပရိုဖက်ဆာဟာနုဘက်စီကပါဒီတစ်တာထဲမှာပါဝင်တဲ့ပစ္စည်းတွေဟာအွန်လိုင်းတွေးတဲ့အစီရင်လုပ်ပေးချိန်မှာတုံးပြခဲ့တဲ့ပစ္စည်းတွေပဲပရိုဖက်ဆာအနေနဲ့အွန်လိုင်းတွေးကိုစီရင်ပေးခဲ့မိတာဟာသူ့အမှားဖြစ်ကြောင်းသူ့ဘူတီထောင်ခဲ့တဲ့ through ဘွဲ့ရဲ့ပညာရည်တွေကိုစမ်းသပ်ကြည့်ခြင်းလို့ online တွေးကိုစမ်းသပ်မိပြီး online တွေးအနေနဲ့အပေးယူဂရီကိုမတီးနိုင်ခဲ့ရင်ဒီစပိန်ထဲမှာ through ရဲ့ဂျင်းသားဟာအသက်ဝင်နေမှာဖြစ်ကြောင်း အခုအောင်လိုက်တွေတည်ဆုံးသွားတော့ဒီစပိန်ဟာသူ့ကိုစီးနေမိသူတိုင်းရဲ့ဝိညာဉ်ကိုနှုတ်ယူမဲ့အန်ရရဲ့အရှိဆုံးမိစ္ဆာတကောင်ဖြစ်လာတော့မှဆိုပြီးရေးသားခဲ့တာဖះဖះဒါဆိုအောင်လိုက်တွေမတည်ရင်လည်းကဒီစပိန်ဟာဘုန်းကြီးကခေါင်းညိတ်တယ်ပြီးတော့တစ်တာတွေကတရေဖုံးထုတ်ထားတဲ့စာအုပ်ကိုကမ်းပေးပြန်တယ်ဒါကဂါမန်နဲ့အော်ရာလို့ခေါ်တယ် true ကိုစတင်တီထောင်စဉ်ကအာဖရိကသွေးစစ်စစ်အဖွဲ့ဝင်တွေလက်မှတ်ရေးထိုးထားတဲ့အမိန့်ခါရာတွေပဲ ီထဲကစာမျက်နှာ16မှာပါတဲ့ဂါရာကိုရွတ်ဆိုပြီးအွန်လိုင်းထွေးနဲ့မကောင်းဆိုးဝါးနဲ့တွေရမှာလုံထားတဲ့အပေးယူကိုပယ်ဖက်ရမယ်တဲ့ဘလို့ပယ်ဖက်ရမလဲအပေးယူကဘာလုပ်ထားကြတာလဲတိလားဖေဟာအင်းတကယ်တော့ဒီစပင်းကိုတလားတစ်ကြိမ်အာရိယမဟုတ်တဲ့လူမျိုးတွေရဲ့ခန္ဓာကိုယ်ကထွက်တဲ့သွေးစိမ့်နဲ့ပတ်ပြန်းစည်းကြောရမယ်ဆိုတဲ့အပေးယူလုံထားခဲ့ကြတာတကိုးနဲ့သွေးလဲလဲဆိုတာဒါပါပဲ အဲ့ဒီဘေးယူကိုမထိန်သိမ်းနိုင်တဲ့အခါကာယကံရှင်ရဲ့သွေးကို စပိန်ကအစီရင်ကရယူလိမ့်မယ်။ဒါဆိုအွန်လိုင်းတွေကဟုတ်တယ်တကားဦးစင်းမမပြီပြန်ရောက်တဲ့အခါမှာဒီစပိန်เจ้าကိုလိုက်ဆောင်စမ်းတော့အွန်လိုင်းတွေမိဘတွေအိမ်ကိုရောက်သွားတယ်။စပိန်ဘယ်ရောက်သွားတယ်ဆိုတာကိုသူတို့လုံးဝမပြောကြဘူး။ဒါပေမဲ့အွန်လိုင်းတွေတို့အိမ်ကအလုံသမားတယောက်ကဦးစင်းပြန်ကန်ဒီမှာခြံထဲမှာအเจ้าရတခုကိုပြောပြခဲ့တယ်။ ဲ့ဒီစပိန်ရောက်ပြီးကလေးကအွန်လိုင်းတွေးကဝန်ထမ်းတွေကိုမုံဘူးပေးပြီးတလားတည်းရေသူတို့လက်မောင်းတွေးကိုဖောက်စပိန်ကိုပတ်ဖြန်းတာမျိုးကိုခိုင်းစေခဲ့တဲ့သူတို့လည်းကြာတော့မလုပ်တာလဲဆိုပြီးကြောက်လာပေမဲ့အွန်လိုင်းတွေးကအလုံးရှင်လည်းဖြစ်ပြန်ပတ်စံကလည်းပေးထားတာဆိုတော့လုံပေးကြရတယ်ဒါပေမဲ့စပိန်ကညညဆိုရင်သူ့ဟာသာသူနေရာရွေးတာမျိုးတွေဖြစ်ဖြစ်လာတော့အွန်လိုင်းတွေးကနောက်ဆုံးမှာစပိန်ကိုဖျက်ဆီးပြတော့မယ်လို့ပြောတယ်အဲ့ဒီချိန်နောက်ပိုင်းမှာ စပိန်ကိုတန်ရီဂျိုစက်ယုံကိုပို့ပြီးဖျက်ဆီးဖို့စီရင်ပြီးသားမှာနောက်ဆုံးချိန်နင်းအောင်မဲ့ဆိုပြီးနန်စောကြီးထသွားမှာအက်ဆီဒန့်ဖြစ်ခဲ့တာတဲ့။ဦးကောင်းမြတ်ဟာအလန်တကြားနဲ့သူ့လက်ထဲကစာအုပ်ကိုလွှတ်ချလိုက်တယ်။ဖျားဖျား။ဒါဆိုအဲ့ဒီမနှက်ပြီးရင်ဒီစပိန်ကိုသူဖျက်ဆီးပြတော့မှာပေါ့။ဒါကြောင့်များ။ဦးကောင်းမြတ်အတော်လေးစိတ်လို့ရှားနေပုံပါပဲ။သူမပြောနဲ့။ကျွန်တော် စပိန်ကိုတစ်ခါစီးဘူးခဲ့ပြီးတေမလို့ဖြစ်ခဲ့တာကိုတွေးပြီးစက်သိမ်းထလာတယ်။ အစီရင်တွေကိုပြဖို့ဒီသားနဲ့စာအုပ်ရှင်ရပြီလားဘုရားလူတယောက်လိုတယ်တကဘလို့လူတယောက်လိုတာလဲ16ခန်းကြတဲ့နေ့မှာအစီရင်တွေကိုဖြတ်ရမယ်အဲ့ဒီလိုဖြတ်တဲ့နေရာမှာစပိန်ဘော်ကိုအစီရင်တွေလုတ်ခဲ့တဲ့သူရဲ့သွေးကိုဟောဒီသားနဲ့တုံပြီးစာအုပ်ရဲ့စာမျက်နှာ16ကဘာဘီရီယန်ကာတာကိုရွှေ့ရမယ်ဒါဆိုစပိန်ကမကောင်းဆိုးတဲ့ဂျင်စာတွေနဲ့အတူဝိညာဉ်တွေအားလုံးလွတ်မြောက်ခွင့်ရမယ် အောင်လိုက်တွေးကသေးပြီပဲဗျာဘလို့လို့သူ့သွေးကိုဓာတ်နဲ့သုံးရလဲသူ့သွေးဆိုတာသူ့မျိုးဆက်ရင်သွေးမှလည်းသူ့သွေးပါတာပဲမဟုတ်လားသူ့မျိုးဆက်ရင်သွေးဟုတ်တယ်အောင်လိုက်တွေးမှာသမီးတယောက်ရှိတယ်ဒီတစ်ခါတော့ကျွန်တော်မျိုးလုံးပြူရပါပြီအနီးဆက်ဆုံးကမက်စင်လေအောင်လိုက်တွေးမိဘတွေနဲ့ဦးစင်တွေးတဲ့အခါအောင်လိုက်တွေးအကောင်မလေးအကြောင်းကိုသတင်းကြားလိုက်ရတယ်အောင်လိုက်တွေးဆုံးတဲ့အချိန်မှာအဲ့ဒီအကောင်မလေးကအောင်လိုက်တွေးရဲ့ရင်သွေးကိုလွှဲထားရတယ် အွန်လိုင်းတွင်မိဘတွေစီကိုသူအကြောင်းကြားခဲ့ပေမဲ့ဟိုကသူတို့သားလည်းတည်သွားတာဆိုတော့အတိမတ်မပြုတ်ကြပါဘူးနောက်ဆုံးအဲ့ဒီကောင်မလေးကသမီးလေးမွေးတဲ့အခါမှာသူတို့အိမ်ကိုရောက်လာပါသေးတယ်တဲ့သူတို့မြေးမလေးပါပေါ့ဒါပေမဲ့အွန်လိုင်းတွင်မိဘတွေကသူတို့အမွေလိုချင်လို့ရောက်လာတယ်ဆိုပြီးလက်မခံခဲ့ဘူးဒီကိစ္စကိုသူ့မိဘတွေကဦးစင်းကိုတေချာပြောပြခဲ့တယ်ဤဖြူဤဖြူရဲ့ဦးကောင်းမျက်စီကနာနာကျင်ကျင်နဲ့ထွက်လာတဲ့အတန်း တကကြီးတခုခုများတိလို့လားတိတယ်ဖေဟာတိပါတယ်ဖေဟာတပည့်တော်တို့ဒီအစီရင်ကိုရအောင်ခြေပြတ်မယ်ဖေဟာဒီပစ္စည်းတွေတပည့်တော်ကသာပေးလိုက်ပါတော့ယူသွားပါလေတနေ့နေ့တစ်ချိန်ချိန်ဒီစပိန်သတင်းကိုကြားရတဲ့အခါမှာဒီပစ္စည်းတွေအသုံးဝင်လာလိမ့်မယ်လို့ဦးစင်းလည်းတေချာသိမ်းထားခဲ့တာအတော်ကြာပါပြီကဲအားလုံးရှင်းရင်တကတော့လည်းပြန်ကြတော့ဦးစင်းလည်းအလုပ်ရှိသေးတယ်တစ်တာလေးကိုယူပြီးကျွန်တော်တို့ဂုံးပေါ်ကနေဆင်းလာခဲ့တယ်ဘကိုးကိုဝင်တော့နေဝင်ချိန်နီးနေပါပြီကြောက်စော ဥတို့ခုကူညီပေးဟောဟုတ်ကဲ့မင်းပြောတဲ့ဣပြုရဲ့သမီးဆိုတာသူ့ကိုဥတွေ့ပြရသည်ဟုတ်ကျွန်တော်ပြောကြည့်ပေးပါမယ်ဒါနဲ့ဥကိုရောင်လည်းကဟိုကိစ္စကိုငြိမ်သွားပြီလားအင်းဟိုနေ့ကနဂရောယန္တနာတင့်ကိုဖိတ်ပြီးသူလုံးစရာရှိတာတွေကိုလုံပေးသွားတော့ပုံတကတိုက်တာမျိုးတော့မရှိတော့ပါဘူးဒါပေမဲ့ဂူရောင်တကားတို့ခြံတကားတို့ကိုပိတ်ထားလို့မရဘူးပိတ်ထားတာနဲ့အတန်မျိုးစုံကြားရတာပဲညီးသံတွေငိုးသံတွေအစုံပဲ အဲ့ဒီပြိုင်မင်းကိုတနေရာကိုတွားထားလို့မရဘူးလားဦးလုံးကြည့်ပြီးပြီအဲ့ဒီဂိုးတော်လည်းပဲပြန်ပြန်ရောက်လာတယ်တချို့ညတွေဆိုရင်စပိန်ကလူတယောက်နင်းသွားသလိုမျိုးသူ့လူလူရှောင်နင်းနေတာလေရောက်ွက်တဲ့ကလူတွေကတွေးရတဲ့ဟိုတခါကျွန်တော်ရေမှာအမေကပြိုင်မင်းနဲ့လူတယောက်ရက်နေတာတွေးလိုက်တယ်ဆိုတာဒီလိုမျိုးစပိန်ကိုသူ့လူလူနင်းလာတာမျိုးဖြစ်နိုင်တာပေါ့ဒါနဲ့ကျွန်တော်နဲ့ဘာဆိုင်လို့ကျွန်တော်အင်ရှိကိုလာရတာလေစပိန်ကဝိညာဉ်ကအကူအညီတောင်းတဲ့သဘောလား ဒါလည်းဖြစ်နိုင်ပါတယ်။ဦးကောင်းမြတ်အင်ရှိကိုရောက်တော့ငင်ငင်တက်တက်ပါပဲ။ဒါပေမဲ့စာတစောင်းကိုခြံဝါမှာတွေ့ရတယ်။ဦးကောင်းမြတ်ကစာကိုဖွင့်ပြလိုက်တယ်။တိုင်းရဲစခန်းကစာအောင်ကုန်းဒီနေ့လေကပဲအချုပ်ခန်းထဲမှာသတိလစ်လို့စေးုံတင်ထားရတယ်တဲ့။ဘကိုးပြည်သူစေးုံကြီးဟာမြို့လေကောင်မှာဆိုပေမဲ့နင်းနေမှောင်နေတယ်။စည်းုံနဲ့ဝင်သွားတာနဲ့ပိုးသက်စည်းနှံ့တွေစည်းနှံ့တွေဘာမှမသိတဲ့အနှံ့တွေကလှိုက်ခနေစည်းုံနှံ့လို့ခေါ်ရမလားပဲ ျွန်တော်အဲ့ဒီနှုန်းကိုရတာနဲ့ခေါင်းထဲကကြိုက်တက်လာတာအခုတော့ဥကောင်းမြတ်နဲ့အတူစေးရုံကိုလိုက်လာရပါပြီရဲဆောင်တယောက်နဲ့အတူအောင်ကောင်းဟာဂရင်ပေါ်မှာ သူ့လက်တစ်ဖက်ကိုလက်ထိတ်ခတ်ထားလီရဲ့မျက်နှာကချောင်ကျနေပြီးအသားအရည်တွေကလည်းဖြူပက်ဖြူရော်ပါကျွန်တော်တငယ်ချင်းကိုလက်ထိတ်တန်းတန်းနဲ့စေးရုံဂရင်ပေါ်မှာမြင်လိုက်ရတာတော်တော်လေးစိတ်ထိတ်ခိုက်ရတဲ့မြင်ကွင်းပါအောင်ကောင်းရဲ့အမေကိုလည်းအခြားမျိုးသားတယောက်နဲ့ထိုင်နေတာကိုတွေ့ရပါတယ်။သူကမေဒီလိုင်းရှင်တစ်သလုံးဝင့်မယ်ဆိုပြီးအခုတော့လူထွက်သားပုံပါပဲ ုတ်ထုတ်ပြောင်းကိုလည်းစောင်းလာတယ်ဒီဒီချိန်တော့အောင်ကောင်းမေဟာပထမအချိန်မို့မို့အာသုဘမှာဥကောင်းမြတ်ကိုမြင်တွေ့လုံးကဆက်ဆံသလိုမျိုးပုံစံမျိုးနဲ့မဆက်ဆံပါဘူးသူအိပ်ပျော်နေတယ်ကျမတို့လည်းဘာမှမစားရသေးတော့ရှင်ခဏနေပေးပါအပြင်မှာတခုခုသွားစားလိုက်အောင်ပဲအောင်ကောင်းမေဟာအတန်ခတ်တူလို့ပြောပြီးဘေးနားအမျိုးသားရဲ့လက်မောင်းကိုကင်ပြီးအပြင်ကိုထွက်သွားတယ်ကျွန်တော်စိတ်ထဲတော့အော်လူကြီးတွေမှမြန်လာ ਈ လားဗော လွန်ခဲ့တဲ့လတွေမှာပဲတမိရသေးတယ်။တောင်းအခုလူတက်မှုနဲ့အချုပ်ထဲမှာဦးကောင်းမြတ်ကသူတို့နှစ်ယောက်ကိုတစ်ချက်ကြည့်ပြီးအောင်ကောင်းဘေးကိုတွားထိုင်နေ။ဦးကောင်းမြတ်ဟာအောင်ကောင်းရဲ့လက်ထိပ်မရှိတဲ့လက်ကိုစုပ်ကန်လိုက်တယ်။အောင်ကောင်းရဲ့မျက်လုံးတွေဟာပွင့်မလာပေမဲ့နှာခမ်းတွေကတော့ခက်တိုးတိုးညီးတယ်။အဖေအဖေလားတားသေးတော့မယ်။တောင်းကိုသူတို့လာတက်နေကြတယ်။အတန်ကပြပြင်းနဲ့ကျဲလာတယ်။ကားကြောက်တယ်အဖေ။တောင်းကိုညာတိုင်းသူတို့လာတက်ကြတယ်။ တားလီတတိထားပါကားရဲ့ဘာမှမဖြစ်ဘူးအဖေရှိတယ်ဆရာသူ့လက်ထဲကနောက်ဖြိုးပေးပါလားဗျာသူ့နေမကောင်းဘူးဒီဘေးမှာထိုင်နေတဲ့ရဲသားကိုဦးကောင်းမြတ်ကပြောလိုက်တယ်မျက်နာဖောတုတ်တို့လက်မောင်းမှာနှစ်ရစ်ကတ်ထားတဲ့ယူနီဖောင်းဝဲချောင်းချောင်းနဲ့ရဲဟာမျက်နှာသေးနဲ့ခေါင်းကပြတယ်သူဘလို့ဖြစ်တာလဲဆရာဦးကောင်းမြတ်ကစကားပြောနေတဲ့တန်းလန်းကသူ့အိတ်ကတ်ထဲက9ရံတရက်ကိုထုတ်ပြီးရဲသားစီကိုကတ်အုပ်ပြီးပေးလိုက်တယ် သူကမနေ့ကမနေ့ကအချုပ်ခန်းထဲမှာထားပြတာအဖျားတော်တော်ကြီးတယ်ကျွန်တော်ကုန်းမဝင်လိုက်အောင်မယ်7မိနစ်လောက်ကြာမယ်စိတ်ချမယ်နော်ရဲသားဟာလက်ထိတ်တော့ကိုဖြုတ်ပေးပြီးထွက်သွားတော့တယ်ဦးကောင်းမြတ်ကအောင်ကောင်းရဲ့ဂရင်ဘေးမှာထားပြီးအောင်ကောင်းကိုထွေးပွေးလိုက်တယ်အချိန်လုံးလက်ထိတ်ကကန်တာလို့လက်တွေဟာသွေးမလျှောက်တော့တဲ့ပုံရတယ်အောင်ကောင်းဟာသူ့လက်တွေကိုကိုယ်ကြီးစန့်ကြီးလုံနေတယ်တကယ်ချင်းအောင်ကောင်းကျွန်တော်အတန်ကိုကြားတော့အောင်ကောင်းဟာမျက်စိကိုခါခါဖွင့်လာပါတယ် တော်သာမင်းနဲ့စပိုင်းစည်းလာမိတာမဟုတ်လားမင်းကိုလေသူတို့လာခေါ်လိုက်မယ်မင်းလည်းသေတော့မယ်အာတောက်ပြဒနာပဲငကိုကမှဘုံကြီးပြောတာတွေနားထောင်လာပါတယ်ဆိုမှအခုပို့ပြီးကြီးချမ်းအောင်လုပ်နေပြီတာဘာဖြစ်တာလဲအဖေကိုပြောအဖေပြင်းရှင်းပေးပါမယ်တောက်တို့သူတို့လာခေါ်နေကြတယ်မူမူလဲပါတယ်ကိုကြီးလဲပါတယ်ဟိုဆရာလေးကိုမြင်နိုင်ရောအဲ့ဒီတိမ်ကြီးရောနောက်ဟိုစပိုင်းစင်းဒီမရောအများကြီးပဲ တို့ညဆိုရင်တားကိုလာလာတတ်ကြတာဦးကောင်းမြတ်ကသူ့တားကိုဖတ်ထားပြီးမျက်ရည်တွေဝဲနေတယ်။ဒါခဏပါပဲ။ဒီပြဿနာကိုအဖြေဖြေရှင်းပေးမယ်။စိတ်ချနော်။ဒီမှာတားတငယ်ချင်းလဲဝိုင်းကူပေးမှာစိတ်မပူနဲ့။အနီတိမ်ယူတားမတတ်ဘူးအဖေ။ तू ကသာတားကိုတတ်ဖို့လုပ်တာ။အဖေတားကိုယုံမှာပြီးတော့အဖေသိလား။အဖေမရှိတော့အနီတိမ်ကြီးကဒီစပိန်ကိုခြံဝင်းနဲ့ပတ်စည်းကြည့်သေးတယ်။ तू ဒီစပိန်ကိုစီးမိလို့တေတာ။တားမတေလို့ သူ့တည်သွားတာအခုသူ့တည်ပြီးရင်တားတည်ပြီးပတ်ဝန်းကျင်ကရင်တွေကလူနာတွေကကျွန်တော်တို့စီကိုဝိုင်းကြည့်နေပြရပါပြီအဲ့ဒီအချိန်မှာပဲဘယ်တော့မှရောက်လာမှမသိတဲ့ကိုရွှေရဲသားကြီးဟာအောင်ကောင်းရဲ့လက်တစ်ဖက်ကိုယူပြီးစေးရုံကရင်တိုင်းမှာ၆ခနဲလက်ထိတ်ခတ်လိုက်ပါတော့လေဆရာဝန်ကြီးလဲတော့မယ်လူနာဇောက်တွေအပြင်တော့အဲရီတွေပြန်မှာအပြင်ဘက်မှာခက်ဆော့ဆော့အော်ဒန်တစ်ခုကိုကြားလိုက်ရတယ်စေးရုံတစ်ခုလုံးလူတွေရုပ်ရုပ်သေးသေးပေါ့အောင်ကောင်းအမေတို့ဇုံတွဲကပြန်ရောက်လာတာနဲ့ သူတို့ကညားဆောင်ကြမှာမို့ကျွန်တော်နဲ့ဦးကောင်းမြတ်တို့ပြန်လာခဲ့လိုက်ကြတာလေဦးကောင်းမြတ်အိမ်ကနေကျွန်တော်စပိန်ကိုယူပြီးပြန်ထွက်လာလိုက်တယ်ဟောင်းလောင်းပွင့်နေတဲ့ကိုတော်ဘက်ကိုတော့ကျွန်တော်ရောင်လို့တော့လှဲမကြည့်ပါဘူးဘကိုးမာကရောက်ွက်လိုက်မီးကနှစ်ရက်ပြက်တစ်ရက်လာစနစ်ပါဦးကောင်းမြတ်တို့ရောက်ွက်ကမီးပြက်နေတာမို့တလန်းလုံးမှောင်မဲနေပါတယ်အဲ့ဒီရောက်ွက်ကငကိုကလေးကလူပြက်တာမို့ဒီလိုညနေချိန်ဆိုရင်ရှင်းလင်းနေရောလမ်းမောင်မောင်လူချင်းချင်းမှာဒိုင်နမိုနဲ့လင်းတယ် စပိန်မိမမင်ကိုပဲအားကိုးပြီးနင်းလာခဲ့လိုက်တယ်။မက်ဂတ်တစ်ဘက်အပြန်ဆိုတော့တနက်ပင်လန်းကမသွားပဲအမြဲတမ်းမီးလင်းနေတဲ့ဖျားလန်းဘက်ကဖြတ်နှင်းမယ်လို့စိတ်ကူးမိတယ်။ဦးကောင်းမြတ်ကမက်စင်နဲ့တွေ့ကျင်နေဆိုတော့မက်စင်ကိုလည်းဒီကိစ္စဘလို့စပြောရမယ်မသိ။သူ့အဖေရင်ဟာအောင်နိုင်တွေးဆိုရင်တော့မက်စင်ရဲ့တွေးနဲ့အစီရင်ကိုအဆုံးသတ်မဲ့သဘောပေါ့။အောင်မလေးကျွန်တော်ရဲ့မမနုနုဖက်ဖက်လေးလက်မောင်းကိုဓာတ်နဲ့ဖောက်ပြရမယ်ဆိုတာမဟုတ်သေးပါဘူးနော်။ မတကလှလှကြီးလို့ဆိုရင်လံမောင်းမကလို့လေချောင်းပဲဖောက်ဖောက်ပေါ့ကျွန်တော်အတွင်းနဲ့ကျွန်တော်ရီမိသွားတော့အနောက်ကနေအတန်တစ်ခုကိုကြားရတယ်ကျွီကျွီကျွီစပိန်တစီကျွန်တော်မသေးကြလို့ပြန်လှည့်ကြည့်လိုက်မိတယ်လမ်းမေးအိမ်တိမ်ရဲ့ဘက်တရီမီးကြောင်းအလင်းတစ်ပြက်မှာကျွန်တော်နောက်ကစပိန်ကိုမြင်လိုက်ရတယ်ဟာဘာလဲဟိုပြိုင်မေဟိုပြိုင်မေကျွန်တော်မလမ်းမကမ်းမှာနင်းလာတဲ့လူတယောက်မှမပါပဲစပိန်ရွက်လိုက်လာနေတာ ျွန်တော်အချိန်မြင့်မီနင်းလိုက်တယ်။နောက်ဘက်ကအမောင်တဲကနေတကြီးကြီးအတန်နဲ့လိုက်လာတော့တယ်။ကျွန်တော်ဖះသာရုပ်ကိုကြိုးစားတယ်။ဒါပေမဲ့ဘာအတန်မှထွက်မလာဘူး။ရှေ့မှာဖះလမ်းဘက်ကိုရောက်တော့မှမို့အလင်းရောင်တက်တဲ့မြင်နေရပြီမို့အဲ့ဒီနေရာကိုရောက်ဖို့ကျွန်တော်မှုန်ထူပြီးနင်းတယ်။ရုပ်ရည်လမ်းမြောက်ကနေထွက်လာတဲ့မီးလင်းရောင်တစ်ခုကို ကျွန်တော်မြင်လိုက်ရတယ်။ဘရိတ်လက်ကန်ကို အားကိုညှက်လိုက်ပြီမဲ။ဘုံကျွန်တော်စပိန်တခြားလူတခြားလေထဲကိုမြောက်တက်သွားတယ်။ 比罗，巴马的比罗，唔，塞、哦、呀。